everyone welcome back to my kelly chin youtube channel ချဲဒီနေ့တော့အိမ်မှာမဟုတ်ပါဘူးအပြင်ရောက်နေပါတယ်ဆိုတော့အပြင်မှာချဲကလေကောင်းလေတန်ရှူရင်းထဲမှာဒါအဲစာဖတ်ပြမယ်ပေါ့နော်စာဖတ်ပြမယ်အကြောင်းအရာကတော့ဒီနေ့ကတော့ energy အကြောင်းပေါ့အဲ့တော့ energy နဲ့ပတ်သက်ပြီးသတိထားရမယ့်အကြောင်းတွေချဲပြပြပါမယ်ဖြစ်ပါတယ်ဆိုတော့ let's get started ပါစာအုပ်ကလေးကတော့ချဲအခုဖတ်ပြဖက်လက်ဖက်လက်စဖြစ်နေတဲ့ဆီမမွန်ဟော်စီရဲ့ you are your universe ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့ what you feel you attract

မိတ်ဆွေမောင်လေးတယောက်နဲ့တဲ့စကားပြောဖြစ်တော့ तू ရတဲ့အလွမ်းဆွေးခံစားချက်တွေအဲဖီလို့ကောင်းတဲ့အဖီးပို့စ်လေးတွေအဲ့ဒီဆိုရှယ်မီဒီယာမှာပေါ့နော်အဲ့လိုအမြဲအဖီးတလိုင်းဘာရမဟုတ်ဘူး Facebook မှာအဲ့လိုမျိုး share တယ်တင်တယ်ပေါ့အဲ့လိုတင်ရင်ကနေတကယ်ကိုလွမ်းဆွေးတဲ့ဘဝကိုတဲ့ရောက်သွားနေအမြဲတမ်းသူ့ကိုကြည့်လိုက်ရင်အဲ့လိုတစ်ခုခုကိုလွမ်းဆွေးနေတဲ့ပုံစံမျိုးကြီးဖြစ်နေရပေါ့နော်ဆိုတော့ကျွန်မကိုယ်တိုင်ကလည်းတစ်ခါတလေတဲ့ဒီကြပြလိုလိုစာစာလိုလို stay တဲ့လေးတွေဖတ်ပြီးတော့ကောင်းလိုက်တာရေးတက်လိုက်တာလို့တွေးမိတာအမှန်ပါပဲတဲ့အာတစ်ခါလေးကြလို့ရှိရင်လည်းတချို့စာသားလေးတွေကြိုက်လို့မရဘူးရဲ့တချို့ဟာကြတော့ ော့ခံစားချက်နဲ့တိုက်ဆိုင်လို့မရဘူးတဲ့စသဖြင့်မျိုးစုံရှိနိုင်ပါတယ်တဲ့ဆိုတော့ကျမညီမလေးတယောက်ကဓာတ်ဝင်ရိုက်လိုက်တဲ့အခါမှာမျက်နှာကိုမပြဘဲအဝေးကိုငေးကြည့်တဲ့ဟိုဆွေးနေတဲ့ပုံလေးအမှောင်ထဲမှာထိုင်နေတဲ့ပုံလေးအဲ့လိုမျိုးအာအမြဲတမ်းမှောင်မိုက်နေပြီးဆွေးနေတဲ့ပုံစံလေးတွေရိုက်တယ်ပေါ့သူ့ဓာတ်ပုံလေးကိုကြည့်လိုက်လို့ရှိရင်ဆွေးမြေ့အစိပ်ပြက်အားငယ်ထွက်ပေါက်ပိတ်နေတဲ့လမ်းပြောက်အထီးကျန်စတဲ့အထိပယ်တွေ negative emotion တွေကိုကိုးစား negative emotion တွေကိုကိုးစားပြုတယ်ဖော်ညွှန်းတဲ့ပုံတွေအများအားဖြစ်နေတတ်ပါတယ်တဲ့ဆိုတော့ အာဒါကြောင့်ကျမဒီလိုပုံတွေမရိုက်ပါနဲ့အဲ့လိုမျိုးဆွေးမြင့်နေတဲ့ပုံစံမျိုးတွေမရိုက်ပါနဲ့အာအလင်းရောင်အောင်မှာပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြနဲ့ရောင်စုံလေးတွေပါတဲ့ပုံလေးတွေရိုက်ပါလို့သူ့ကိုပြောရပါတယ်တဲ့အာဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ what you feel you attract အဲ့တော့ကိုခံစားရတဲ့အတိုင်းစိတ်ကလည်းစွဲငင်နေတဲ့သဘောရှိပါတယ်တဲ့ကိုဟာကွန်ပျူတာတစ်လုံးပဲဆိုကြပါစို့တဲ့ကျမတို့အချိန်တိုင်း တွေးနေတဲ့တွေးတွေဟာ software program တစ်ခုကိုအသေးစိတ်ရေးဆွဲနေတာနဲ့တူပါတယ်အဲကိုယ့်ကိုယ်ကိုမသိစိတ်အဲ subconscious mind ထဲမှာဒီလိုဖြစ်လိုက်စမ်းဒီလိုဖြစ်လိုက်စမ်းဟဲ့နဲ့ programming လုပ်နေတဲ့သဘောပါပဲတဲ့အဲ့ဒါကကိုယ်တော်မသိလိုက်တဲ့အချိန်တွေမှာလုပ်နေတာပါမသိစိတ်လို့ပြောတဲ့အတိုင်းပဲကိုယ်ခံစားမိတဲ့အရာတွေတွေးမိတဲ့အရာတွေကမသိစိတ်ထဲကိုရောက်ပြီးသွားတော့မှကိုယ့်ကိုပုံဖော်နေတာပေါ့နော်အမြဲတမ်းဆိုတော့မသိစိတ်ဆိုတဲ့အတိုင်းမသိစိတ်ထဲကိုရောက်နေခဲ့တဲ့အတွေးတွေပုံရိပ်တွေဟာယခုလက်ရှိဖြစ်တည်နေတဲ့ဘဝရဲ့95ရာခိုင်နှုန်းကိုဒါပုံဖော် တိဆောက်ထားပါတယ်တဲ့အဲ့ဒါကြောင့်မို့မတိစိတ်ကိုအမြဲတမ်းသတိပြုရပါမယ်အာဆိုတော့လူတွေဟာ subconscious mind နဲ့အဲ့ဒီအထဲမှာလဲကိုကတကယ်မလို့ချင်းမဖြစ်ချင်တာတွေ manifestation အာဖြစ်နေမိတာတွေဖြစ်တတ်ကြတယ်ပေါ့ကိုကမတိလိုက်ဖဲနဲ့အဲ့လိုကိုမကောင်းတဲ့အတွေးတွေခံစားချက်တွေအဲ့လိုစားတူတူလေးတွေအားစားပေါ့အဲ့ဒါတွေကိုဖတ်မိလိုက်ပြီးတော့မတိစိတ်ထဲကိုရောက်သွားလို့ရှိရင်ကိုတော် manifest မလုပ်ဖဲနဲ့အလိုလို manifest လုပ်နေတဲ့သဘောတရားရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုတွေးတဲ့အတွေးတွေပြောတဲ့စကားတွေ Facebook မှာ share တဲ့စာတွေဖတ်တဲ့စာတွေကိုအမြဲတမ်းသတိပြုရမယ်ပေါ့နော် ါပေမဲ့လည်းတဲ့ကျမတို့နှစ်ဦးကျမတို့ဟာတဲ့ပုံရိပ်အုံနောက်တွေရဲ့တွေးပုံတွင်းနည်းတွေကို reprogram ပြန်လုပ်လို့ရတယ်အဲ့တော့အဲ့လိုမျိုးပုံစံတွေကို channel ကပြန်ချိန်းလို့ရ reprogramming ပြန်လုပ်လို့ရတယ်ပေါ့နော်အနောက်တိုင်းကတဲ့စွဲရင်ပညာရှင်တခုဖြစ်တယ်တဲ့အဲ့ဒီဆရာတယောက်ကသူ့ရဲ့ talk တွေကိုအဲ့လိုမျိုးအဲ့ဆရာတယောက်ပြောတဲ့အဲ့ဒီဆရာတယောက်ပြောတဲ့ talk show တွေကိုနားထောင်တော့တဲ့ fake eat till you make it လို့ဆိုပါတယ်တဲ့ကိုဖြစ်ချင်တဲ့ဘဝအခြေအနေတစ်ခုကိုမဖြစ်လာသေးပေမဲ့ဖြစ်နေပြီဆိုတဲ့ခံစားချက်နဲ့တဲ့နေထိုင်မှုလိုတာပါတဲ့ I'm going to be happy ငါပျော်ရတော့မယ်ပျော်ရလိမ့်မယ်ဆိုတဲ့အတွေးထက် I am happy right now ငါအခုပျော်နေပြီငါတော်တော်အဆင်ပြေနေပြီပျော်နေပြီဆိုဆိုပြီးတော့မှ present moment နဲ့မကြာခဏတွေးတောရင် manifestation လက်နဲ့လဲခြာရင် journaling စာထဲမှာလဲခြာရင် manifestation လုပ်ရင်လက်နဲ့လဲချရင်ဂျာနယ် journaling လဲလုပ်လုပ်ရင်ねဗဇက်က affirmation တွေလဲပြောရင်ねမျက်စိရမြင်အောင်ね visualization တွေလဲလုပ်ရင်ね ိစိတ် conscious mind နဲ့အုံနောက်ကိုချိတ်ဆက်အလုပ်လုပ်ခိုင်းတဲ့သဘောပါအဲ့ဒါ reprogramming ပြန်လုပ်တာလို့ခေါ်ပါတယ်ဆိုတော့ကိုက negative တွေအများများနေတယ်ကို့ဘဝမှာအရာတိုးတက်ခြင်းမရှိဘူးဘလောက်ပဲ manifestation တွေလုပ်လို့ဘာမှအဲ့လိုမျိုးဖြစ်မလာဘူးဆိုလို့ရှင်တော့အုံနောက်ကို reprogramming အဲ့လိုမျိုးပြန်လုပ်ပေးဖို့လိုပါတယ်ပေါ့နော်ဆိုတော့ဒါက reprogram ပြန်လုပ်တာပါတဲ့အုံနောက်ကခဏခဏတွေးတာတွေလှုပ်တာတွေပြောတာတွေ အဲ repetitive pattern တွေကိုမှတ်ထားလေးရှိပါတယ်တဲ့ဒါချမ်းတော့မသိအုံနောက်ကသူ့ဘာသူအလုံးလုံးနေရပါတော့ဒါတော့ဒါကြောင့်မို့လို့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုထပ်ခါတခါမပြောဖို့လိုတယ်မကောင်းတဲ့အတွေးတွေကိုထပ်ခါတခါမတွေးဖို့လိုတယ်ထပ်ခါတခါတွေးလိုက်ပြီဆိုရင်အုံနောက်ကအဲ့ဒီဟာကို program တစ်ခုအနေနဲ့တိဆောက်ပြီးတော့မသိစိတ်ထဲကိုရိုက်သွင်းပြီးတော့မှအဲ့ဒီအရာတွေကချမ်းတွေးပွားတွေကိုပုံဖော်ရတာပါဆိုတော့ကျမတို့ရဲ့စိတ်ထဲမှာ trader စိတ်ကူးပုံဖော်နေတဲ့အရာတွေကလက်တွေ့အပြင်ဘဝမှာလည်းဖြစ်ဖို့နီးစပ်လာဖြစ်ဖို့နီးစပ်လာတာမှအမှန်တကယ်တော့အဲ့ဒီမသိစိတ်ထဲမှာ trader နေတဲ့အရာတွေအကုန်လုံးကအာ ကိုတော့မသိလိုက်ဖဲနဲ့ကိုမသိစိတ်တွေရောက်သွားတဲ့အရာတွေကတော့ကိုရဲ့ဘဝအခြေအနေတွေကိုဖြစ်ပေါ်လာစေတာပေါ့နော်အဲ့လိုရှိတယ်ဆိုတော့အခုနောက်ပိုင်းနဲ့ဖိုင်းလို့ဆရာတော်တရားတွေကိုနားထောင်တဲ့အခါမှာတတိကိန်းနဲ့ဆိုတဲ့တရားကိုတဲ့ဆရာတော်ကခဏခဏပြောပါတယ်လူတစ်ယောက်ကအပူတွေများတယ်ဆိုလို့ရှိရင်အပူတွေကိုစွဲငင်တယ်ဟိုသူကအမြဲတမ်းပူလောင်နေရပေါ့အဲ့ဒါဆိုလို့ရှိရင်သူကအဲ့ဒီအရာနဲ့ပတ်သက်တဲ့အရာတွေပဲသူ့စီကိုခဏခဏရောက်လာရပေါ့အဲ့လိုအဆင်မပြေဘူးစိတ်ညစ်လိုက်တာလို့ပြောရင်အဲ့ဒီအရာတွေလည်းခဏခဏရောက်လာရပေါ့အဲ့အဲ့လိုမျိုးသဘောပါပဲဆိုတော့ အေးဓာတ်များတဲ့လူတွေကအေးဓာတ်တွေကိုဆွဲငင်ပါတယ်တဲ့အာဒါကြောင့်တစ်ခါတလေကိုစိတ်မဲ့စိတ်မဲ့မဲ့လှုပ်လိုက်တဲ့အပြုမှုအတွေးတွေအကုန်လုံးကကျမတို့ရဲ့ဘဝကိုအဲ့ဒီပုံစံတိုင်းဆွဲငင်နေတတ်တယ်ဒါကြောင့်ကိုယ့်ရဲ့အတွေးတွေခံစားချက်တွေကိုအမြဲတမ်းသတိပြုရတတိကိန်းနဲ့ဆိုတာတကယ်ပြောရမယ်ဆိုလို့ရှိရင်ကိုအမြဲလုံးနေတဲ့အလေးချင်းတစ်ခုကအထုံပါလာတဲ့သဘောပါပဲဥပမာအားဖြင့်တော့နေတိုင်းအရက်တောက်တဲ့လူကလည်းအရက်မတောက်ဘဲမနေနိုင်တော့ဘူးအာနေတိုင်းဖျားရှိခိုးတဲ့လူကလည်းဖျားမရှိခိုးဘဲနဲ့မနေနိုင်တော့ဘူးကျမတို့နေတိုင်းအသုံးပြုနေတဲ့ Facebook မှာပဲကြည့် ပျော်တတ်တဲ့လူတွေကလည်းပျော်စရာပဲတင်တယ်။ဝမ်းနဲ့တက်တဲ့လူကလည်းအများနဲ့ဝမ်းနေစရာတွေပဲ share တယ်တင်တယ်။နော်ဓာတ်ပုံရိုက်တော့ဝမ်းနေတဲ့ပုံစံကြီးတွေအများနဲ့ရိုက်တယ်။အဝမ်းနဲ့အားငယ်နေတတ်ကြရဲ့ဒါတက်တိကိန်းနေတာပါတဲ့။ဆိုတော့ကိုယ့်ရဲ့နှလုံးသွေးမှုအဲ့လိုမျိုးဘလို့ပုံစံနဲ့နေထိုင်နေလဲဆိုတဲ့နှလုံးသွေးမှုပေါ်မှာမူတည်ပြီးကိုယ့်ရဲ့စိတ်အခြေအနေတွေကပြောင်းလဲတတ်ပါတယ်။တာတာတာအဲ့တော့ ကိုယ့်ရဲ့စိတ်အခြေအနေပြောင်းလဲတတ်ပါတယ်တဲ့စိတ်အခြေအနေတွေပြောင်းလဲလာလို့ရှိရင်ဘဝအခြေအနေတွေလည်းပြောင်းလဲတတ်ပါတယ်တဲ့အဲ့တော့အတွေးပြောင်းရင်ဘဝတွေလည်းပြောင်းနေပြောင်းနေတယ်အတွေးတွေပြောင်းပြောင်းလဲလာလဲဆိုလို့ရှိရင်ဘဝတွေလည်းပြောင်းလဲလာတယ်အဲ့ဒါဒါလောကရဲ့နိယာမပဲပေါ့နော်တို့ဆိုတော့ဒါကြောင့်ကျမတို့ဟာမသိစိတ်ထဲမှာနှလုံးသွင်းမှုတွေကိုပြောင်းလဲပြစ်တတ်ဖို့လိုတယ်အဓိကတော့အုံနောက်ကို reprogramming ပြန်လုပ်ဖို့လိုတယ်ကိုယ့်ရဲ့အုံနောက်ထဲမှာမကောင်းတဲ့အရာတွေနဲ့ပြည့်နေတယ်ဆိုလို့ရှိရင်တော့ဒါ reprogramming ပြန်လုပ်ဖို့လိုနေတယ်လို့ဒါပြောတာပါဆိုတော့ နေအလင်းရောင်ရနေရဝင်နေပြီနေရလိုက်ရှာတာနေဆိုတော့ကအာဆိုတော့ဒါအတွက်လိုအပ်တာကတော့တတိ self awareness and mindfulness အဓိကကတော့ချမ်းအမြဲနဲ့ချမ်းပြီရဲမှာပြောတယ်တတိတလုံးကအရာရာတိုင်းအတွက်ဒါ तू ကဆက်ရပဲ နောက်ဆုံးမှာအဖြေရှာလိုက်အဲ့တတိယပဲအချမ်းတို့ရဲ့ဘွားတွေကိုအကုန်လုံးကိုပြောင်းလဲစီမှာပေါ့နော်အဲ့တော့အဲ့မကောင်းတဲ့အတွေးတွေကိုဖယ်ရှားဖြစ်ဖို့ကိုကအမြဲ negative person ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့တတိနဲ့ပဲကိုရဲ့အတွေးတွေကိုဖျောက်ကမယ်မကောင်းတဲ့အရာတွေကိုဖျောက်ပြီးတော့မကောင်းတဲ့အရာနဲ့အစားထိုးရမယ်အဲ့ဒါတတိရှိရှိလုံးဆောင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျမလည်းဆရာတော်ကြီးရဲ့တရားနဲ့အဲ့ဒီဆွနာကဟိုနောက်တိုင်းသိပ္ပံပညာရှင်ရဲ့ဆရာရဲ့ talk show တွေကိုနားထောင်ရင်ညံ့မိတလောက်တာဆက်ဆက်စဉ်းစားမိထားတာပါအဲ့တကယ်လည်းဟုတ်ပါတယ်နော်ဆိုတော့ကျမအမြင်ကတော့တဲ့စိုးရွားတဲ့ကံတရားတွေဟာလည်းဖြစ်ဖို့ အဲပါလာရင်ရှောင်လွှဲလို့မရပါဘူးအဘလိုတွေပဲပြောင်းပြောင်းကုသိုလ်အလုပ်တွေနဲ့ဖြတ်ပြီးတော့အဘလိုတွေပဲပြောင်းပြောင်းကုသိုလ်အလုပ်တွေနဲ့ဖြည့်ပြီးတော့ခြေဖြတ်နိုင်မှတော်ရကြမှာပါတဲ့ဘလိုပဲဖြစ်ဖြစ်အချိန်တိုင်းမှာကောင်းတဲ့အတွေးတွေကိုတွေးပြီးတော့ကောင်းတဲ့အောင်လို့ကောင်းတဲ့သတိတွေနဲ့နေထိုင်တာဘယ်တော့မှ မမရင်းနဲ့မကင်ရှစ်ပါတဲ့ကနီလန်တစ်ခုပါပဲလို့သွားဆိုလိုပါတယ်ဆိုတော့ကိုယ့်ရဲ့အတွေးတွေကိုအမြဲတမ်းဂရုစိုက်ပါကိုယ့်ရဲ့ခံစားချက်တွေကိုအမြဲတမ်းဂရုစိုက်ပါကို Facebook မှာဘာတွေ share တွေလဲဘာတွေတင်နေလဲဆိုတော့အမြဲတမ်းဂရုစိုက်ပါကိုပြောလိုက်တဲ့စကားတွေကိုအမြဲတမ်းသတိနဲ့ဂရုစိုက်ပါအဲ့လိုကိုတွေးလိုက်တဲ့အတိုင်းကိုပြောလိုက်တဲ့အတိုင်းကိုခံစားရတဲ့အတိုင်းအဲ့ဒီအရာတွေကပဲကိုစီကိုပြန်ရောက်လာတာပေါ့နော်ဒါကြောင့်မို့လို့ ချမ်းတို့ကကိုယ့်ရဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ခြင်းနဲ့ဆိုလို့ရှိရင် Facebook မှာတော့အမှုမဲ့မဲ့နဲ့ဝမ်းနေတဲ့ဟာတွေကိုအဲဖတ်လိုက်တာမျိုး share တာမျိုးစိတ်နဲ့ခံစားပြီးတော့ဖတ်လိုက်တာမျိုးအဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်ကောင်းတဲ့အတွေ့အကြုံတွေပဲတွေ့ရမယ်ကောင်းတဲ့စကားတွေပဲပြောရမယ်အဲကောင်းတဲ့စကားတွေကောင်းတဲ့အတွေ့အကြုံတွေကောင်းတဲ့လုပ်ရက်တွေပေါ့အဲအဲ့လိုမျိုးကောင်းချင်းတရားတွေနဲ့နေထိုင်ရမယ်ပေါ့ဒါဆိုလို့ရှိရင်ဘဝကအာ energy ကကောင်းတဲ့ပုံမှာပဲစီစဉ်ပြီးတော့မှကိုယ့်ရဲ့ life ကလည်း အဲ့လိုပျော်ရွှင်လာမယ်ပေါ့ပါလာမယ်အေးချမ်းလာမယ်ပျော်ရွှင်လာတဲ့စိတ်ပေါ့ပါလာတဲ့စိတ်အေးချမ်းလာတဲ့ ਨੇ တပြိုင်နက်ကိုလိုချင်တဲ့အရာတွေကိုလည်းအများကြီး attract လုပ်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ကစပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခံစားချက်တွေကိုသတိပြုဖို့အာအတိတရားရတာမယ်လို့ချမ်းကတော့ထင်ပါတယ်။ဒါကတော့ဒီနေ့ topic လေးတစ်ခုပေါ့နော်။အရှိမလဲ manifestation ပြုလုပ်တဲ့ video တွေဒီ energy ရဲ့အဓိကကျတဲ့အကြောင်းအရာတွေပြီးတော့အာ vibration frequency ဆိုတဲ့အကြောင်းအရာတွေကိုချမ်းကအရှိရဲ့ video တွေမှာအကျယ်တမွင့်သေးသေးစာပြပြထားတာဖြစ်တဲ့ကြောင့်မို့လို့အဲ့ဒီအကြောင်းအရာတွေကိုသိချင် င်နိုင်ဆိုလို့ရှိရင်ရှိရပြီတွေမှာတော့ကြည့်ပါလို့ချန်ပြောချင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ဆိုတော့ဒီဗီဒီယိုကိုဒီဗီဒီယိုလေးကိုကြည့်လိုက်ပြီးတော့အေဂျင့်နဲ့ energy တွေပျော်ရွှင်တဲ့ energy တွေပြီးတော့မကောင်းတာတွေဒီနေ့ဆိုင်မတွေးတော့ဘူးဆိုတော့ energy တွေကူးဆက်သွားမယ်လို့ချန်ကတော့မျှော်လင့်ပါတယ်ဆိုတော့ see you on my next vlog ပါ thank you for watching my video bye bye